င်္ဂလာပါရှင်။နိုဝင်ဘာလ23ရက်တနင်္ဂနွေနေ့ရက်ထူးခြားခြားပြည်တွင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ကေကေဘတ်နေမြေတွင်အဆောက်အုံ196လုံးဖြိုချပျက်စီးပြီးတယ်လို့သိရတဲ့သတင်းဖြစ်ပါတယ်။ အွန်လိုင်းလေလေလောင်းကစားမှုတွေကိုအများဆုံးလုပ်ကိုင်နေတဲ့မြဝတီမဲထော်တလီ KK ဘက်နေမြေတွင်ရှိတရားမဝင်အဆောက်အုံ635လုံးရှိတဲ့နဲ့နိုဝင်ဘာ21ရက်က14လုံးဖြိုချဖျက်ဆီးခဲ့ရာစစ်စုပေါင်းအဆောက်အုံ196လုံးကိုစနစ်တကျဖြိုချဖျက်ဆီးခဲ့တယ်လို့အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးဖွဲ့ကထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံဆိုးရနေဖြင့် online လိမ်လည်လောင်းကစားမှုတွေကိုအများဆုံးအခြေချလုပ်ကင်လျက်ရှိတဲ့ရွှေကုတ်ကူနေမြေနဲ့ KK ဘက်နေမြေတွေမှာအဖွဲ့ဆုံးပါဝင်တဲ့ပူးပေါင်းစစ်စင်ရေးအဖွဲ့တွေနဲ့ဝင်ရောက်ရှင်းလင်းတာတွေတရားမဝင်အဆောက်အုံတွေကိုဖြိုချဖျက်ဆီးတာတွေလှုပ်ဆောင်နေတာဖြစ်ပါတယ်။ကြန့်ရှိနေသေးတဲ့တရားမဝင်အဆောက်အုံတွေကိုလည်းဆက်လက်ဖြိုချဖျက်ဆီးနေတယ်လို့ဆိုပါတယ်။ ဒါအပြင်ထိုင်းနိုင်ငံပါဝင်အင်ဒီဂျင်းနိုင်ငံချို့ကိုတစ်စက်ငံဖြတ်တန်းပြီးရွှေကုတ်ကိုနေမြေအတွင်းအွန်လိုင်းလေလေမှုနဲ့လောင်စာမှုတွေကျူးလွန်ခဲ့တာထွက်ပြေးတိမ်းရှောင်ပေါအောင်နေထိုင်နေကြတဲ့ပြည်ပနိုင်ငံသား352ဦးကိုလည်းနှွေမာ27ရက်နေ့မှာထပ်မံစစ်ဆေးဖို့ထုတ်ဖန်စီထိန်းသိမ်းနိုင်ခဲ့တယ်လို့ဆိုကြောင်းသိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ပို့ကုန်ရောင်းဝယ်ပြည်လည်းမပေးသွင်းတဲ့လုပ်ငန်းရှင်ရှစ်ဦးကိုအရေးယူတဲ့သတင်းဖြစ်ပါတယ်။ ဒီဘကိုပို့ကုန်တွေတင်ပို့ခဲ့ပြီးပို့ကုန်ရငွေတွေပြန်လည်ပေးသိမှုမရှိတဲ့လုပ်ငန်းရှင်၈ဦးကိုအမှုခွင့်အရေးယူထားတယ်လို့အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးဖွဲ့ကထုတ်ပြန်ပါတယ်။ဖြစ်စဉ်ကတော့ကဘာကြီးဖျားလန့်ရှိပလဲကွန်တိုမှာရုံးခန်းဖွင့်လှစ်ထားတဲ့မဟာနဒီ International Company Limited ကဒါရိုက်တာဖြစ်တဲ့ဦးရဲမင်းလွင်ဒေါက်ကွန်တီ ဒေါ်ပြူပြူစင်ဒေါ်မြင့်မြင့်လိုက်နဲ့ဒေါ်ခင်စန်းတီတို့ဟာ2022ခုနှစ်ကနေ2024ခုနှစ်အတွင်းပြည်ပကိုအမေရိကန်ဒေါ်လာ52သန်းကျော်တက်မှုရှိမှတ်ပဲတွေတင်ပို့ခဲ့ပြီးနိုင်ငံကိုပို့ကုန်ရောင်းဝယ်အမေရိကန်ဒေါ်လာတန်း40ကျော်ပြန်လည်ပေးသွင်းမှုကြန့်ရှိနေတယ်လို့သိရပါဗျ။အလားတူဦးဟင်နရီခင်မောင်နဲ့ဒေါ်ပြူပြူစင်တို့နှစ်ဦးနာမည်နဲ့တည်ထောင်ထားတဲ့ AK Shipping and Training Company Limited အနေနဲ့လည်း2022ခုနှစ်ကလည်း2024ခုနှစ်အတွင်းဒီပါကိုအမေရိကန်ဒေါ်လာ9.5သန်းကျော်တန်မှုရှိမှတ်ပေးရတင်ပို့ခဲ့ပြီးအမေရိကန်ဒေါ်လာ2သန်းကျော်မှာနိုင်ငံကိုပြန်လည်ပေးသွင်းမှုမရှိတာကိုတွေ့ရတယ်လို့ဆိုပါတယ်။ထပ်မံစစ်ဆေးတွေ့ရှိချက်တွေအရဥဟင်ရီခင်မောင်ဟာတာဖြစ်သူဥယျာဉ်မင်းတွင်နဲ့ခင်မင်းရင်းနှီးတဲ့ ဥပပိုတန်ရဲ့ဒေါ်လာချီကမ်ပဏီလီမိတက်အမည်ခံပြီး2024ခုနှစ်တွင်ပြပကိုအမေရိကန်ဒေါ်လာ10သန်းကျော်တက်မှုရှိမပေးနှင့်ပေးစင်းကုန်တွင်တင်ပို့ခဲ့ပြီးဘုကုံရောင်ကြီးအမေရိကန်ဒေါ်လာ9.3သန်းကျော်မှာနိုင်ငံကိုပြန်လည်ပေးသိမ်းမှုကြံနေတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ အလားတူဦးရဲမင်းလေးဟာ Ocean Line King Company Limited အမည်ကိုအသုံးပြုပြီးပဲမျိုးစုံတင်ပို့နေတယ်လို့သတင်းရတဲ့အတွက်ထပ်မံစစ်ဆေးခဲ့ရ2022ခုနှစ်မှာ2024ခုနှစ်တွင်ပြည်ပကိုဘီကန်ဒေါ်လာ1.6တန်းကျော်တန်မှုရှိမပဲတွေကိုတင်ပို့ခဲ့ပြီးနိုင်ငံတော်ကိုပို့ကူရောင်းဝယ်တွေပြန်လည်ပေးသိမ်းဖို့ကြံနေသေးတယ်လို့သိရပါဗျာ။ ဒါအပြင်ဥယျာဉ်မင်းတွေဟာနိုင်ငံကိုပို့ကုန်ရောင်းဝယ်ပြန်လည်ပေးသမှုမရှိတဲ့အတွက်သူ့ရဲ့ company တွေပို့ကုန်သင်းကုန်လိုင်စင်ပိတ်သိမ်းခံရမှုပေါ်ကျိန်းနှမှုမရှိတာကြောင့် Viber Group ကနေမြန်မာနိုင်ငံပေးမျိုးစုံပြောင်းနေနှန်းကုန်တယ်များအတင်းကတာဝန်ရှိသူတွေကိုကြမ်းတမ်းစွာဆေးဆူတာအသက်အန္တရာယ်ချိန်ချောက်တဲ့စာတွေရေးသားဖော်ပြတာတွေကိုလွှတ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒါကြောင့်ပို့ကုန်ရောင်းဝယ်ပြန်လည်ဝင်ရောက်မှုမရှိတဲ့ကုမ္ပဏီတွေကတာဝန်ရှိသူတွေဖြစ်တဲ့ဦးရဲမင်းလွင်ဒေါက်ကွန်ဒီဒေါက်ပြူစင်ဒေါ်မြင့်လိုင်းဒေါက်ခင်ဆန်းဒီဦးဟင်ရီခင်မောင်ဦးပပူတန်းနဲ့ဦးထေကိုလိုရှိဦးကိုပြစ်မှုတွေအလိုက်ထိရောက်စွာအရေးယူသွားမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်အဲ့ဒီရှေ့ဦးတွေကဦးရဲမင်းလွင်ဒေါက်ကွန်ဒီဒေါက်ပြူစင်နဲ့ဦးထေကိုလိုဟာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်းထုတ်ပြန်ကြရသိရပါတယ်ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့ကြောက်စိန်တွဲပေါင်း954တွဲရောင်းချရတဲ့တဲ့တင်ဖြစ်ပါတယ်။ 2025ခုနှစ်အကြိမ်60မြောက်မြမကျောင်းမြေရတနာပြပွဲပြင်စမနေ့ကိုနိုဝင်ဘာ21ရက်ကဆက်လက်ကျင်းပခဲ့ပြီးကျောင်းစိန်တွေပေါင်း954တွေရောင်းချနိုင်ခဲ့တယ်လို့သိရပါတယ်။ကျောင်းစိန်တွေအုပ်စု A နဲ့အုပ်စု B တို့ကအတွဲပေါင်း1000ကိုရောင်းချပေးခဲ့တာဖြစ်ပြီး954တွေရောင်းချနိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ဒါအပြင်ပြဝဲစတမနေမှာဆက်လက်ရောင်းချမဲ့ကြောက်စင်းအတွေ့အမှတ်1000တက်ကနေ2000ကိုပြည်တွင်းပြည်ပရတနာကုန်တွေတွေကကြည့်ရှုစစ်ဆေးပြီးဇိမ်းနှုန်းတင်သွင်းလာတွေကိုသက်ဆိုင်ရာတင်နာပုံနေတွေကိုထည့်သွင်းခဲ့ကြပါတယ်။အခုကျင်းပနေတဲ့အကြိမ်60မြောက်မြမချောင်းမြေရတနာပြပွဲမှာပလေတွေပေါင်း443တွေ၊ကြောက်မြတ်တွေပေါင်း68တွေရောင်းချပြီးခဲ့ပြီဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့ရန်ကုန်မန္တလေးအမြန်လမ်းမှာရင်တိုက်မှုဖြစ်ပွားတဲ့တဲ့ရင်ဖြစ်ပါတယ်။ ရန်ကုန်မန္တလေးလမ်းမကြီးရန်ကုန်နေပြည်တော်ဘက်ချမ်းမိုင်နယ်အမှတ်180မြင်းဆောင်နှစ်နဲ့180မြင်းဆောင်၃ကြားမှာရန်နာထားတဲ့ကုန်တင်ရင်ကိုဆက်ပြင်းတစည်းကနောက်ခါနေဝင်တိုက်မှုဖြစ်ပွားခဲ့ပြီးအမျိုးသား၃ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။နိုဝင်ဘာ22ရက်မနေ့9နာရီကျော်ကဖြစ်ပွားခဲ့တာဖြစ်ပြီးဆက်ပြေမော်ရှိအမျိုးသား3ဦးသေဆုံးခဲ့တာလို့ပြည်သက်တပ်ခွဲကအသိပေးထားပါဗျ။အခင်းဖြစ်ရာနေရာကိုတာဂရအမြန်လမ်းမီသက်စကန်ကပြည်သက်တပ်ခွဲဝင်းကြီးက သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ပြီးတည်ဆုံးခဲ့သူတွေကိုစွာမြုနိုင်ကူညီမှုအသင်းသူနာတရင်တစီ MR ကသူနာတရင်၃စီတို့နဲ့စွာမြုတိုက်နယ်စေယုံတို့ပို့ဆောင်ပေးခဲ့တယ်လို့သိရပါပါတယ်ရှင်။